လက်ဆောင်ပြန်မဖြေတဲ့မိကွန်10မျိုးရှိမဖြေတဲ့မိကွန်ဆိုတာဖြေလို့မရဖြေလိုက်ရင်တစ်ဖက်ရောက်သွားမှာဖြစ်တယ်။ဘာကြောင့်ဖြေမရတာတော့ဆိုမြတ်စွာဘုရားကအတ္တအသက်လိပ်ပြာဝိညာဉ်ကောင်ဆိုတာဇီဝဆိုးဆိုတာကိုလက်ခံထားတာမဟုတ်ဘူး။အဲ့ဒါနဲ့ပတ်သက်လာတဲ့မိကွန်တွေကိုမဖြေဘူးမြတ်စွာဘုရား။မဖြေဘဲနဲ့ထားတယ် ဲ့လိုမဖြေဘဲနဲ့ထားလို့ရသလားလို့ဖြစ်နိုင်သလားဒီလိုမိကုံးမျိုးရှိနိုင်သလားရှိတာပေါ့နော်ဥပမာမယ်လူတယောက်မှာအိမ်ထောင်စုတစ်ခုမှာဆိုပါစို့မိသားစုမှာသားသမီးမထွန်းကားဘူးနော်သားသမီးမထွန်းကားတဲ့မိသားစုမှာသူ့သားကဘယ်ရွယ်ရှိပြီလို့ သာသမီးမှမရှိတဲ့သူ့သားပဲရွယ်ရှိတော်ဆိုတဲ့မိကုံးဘလို့လို့ဖြစ်ဖြစ်လို့မရတဲ့ဟာပဲလေဖြစ်လို့မရအဲ့တော့ကားမရှိတဲ့လူကိုသွားပြီးမင်းကားကမိတ်ထင်ဂျပန်လားမိတ်ထင်ဂျာမနီလားလို့သွားမေးဘလို့လို့ဖြစ်ကိုယ်မှမရှိတဲ့ကားအဲ့ဒီကဘာရောင်နှုံးလို့ပြောရင်လည်းဖြေလို့မရဘူးလေအဲ့ဒီလိုမေကုံမျိုးမြတ်စွာဘုရားကအတ္တ ဆိုတာကိုလက္ခဏာမဟုတ်ဘူးဇီဝဆိုတာလည်းရှိတယ်လို့မပြောဘူးအဲ့ဒါနဲ့ kain ပြီးတော့တရဝါကိုရှိတယ်လို့မပြောဘူးဒါကြောင့်အဲ့ဒါနဲ့ kain ပြီးတော့မေးလို့ရှိရင်တရဝါဟာဆိုပါစို့လူဟာသိပြီးရင်ဖြစ်သေးသလားလူဟာသိပြီးရင်မဖြစ်တော့ဘူးလားဆိုတော့မေးကောင်ဟာဘယ်လိုမှဖြစ်လို့မရတယ်မေးကောင်လူမှမရှိတာနော်လူလို့ပြောတဲ့အရာမရှိဘူးပြောတဲ့နာမရှိတယ်လို့ဒီလို ခံယူချက်ချင်းအမြင်ချင်းမတူတဲ့ဒီမေကွန်း7ချက်ကိုမြတ်စွာဘုရားလာမေးတော့မြတ်စွာဘုရားကအပြာကတမေတ္တာဒါငါတို့ရဲတယ်လို့လည်းမပြောဘူးမမြဲဘူးလို့ငါတို့မပြောတဲ့စကားဖြစ်တယ်အပြာကတမဖြေဘူးလို့ဒီမေကွန်းကဖြေလို့ရတယ်မေကွန်းတို့မဖြေဝဲထားတဲ့မေကွန်းပဲမိစ္ဆာယူဝါဒနဲ့ပတ်သက်တဲ့မေကွန်းအဲ့ဒါလို့ မြတ်စွာဘုရားဖြေလိုက်တဲ့ခါကျတော့ဒါဖြင့်အရှင်ဘုရားဒါကို မပြောဘူးဆိုရင်အရှင်ဘုရားဘာပြောတာတော့ဘာကိုဟောတော့ဆိုရင်အေးရုပ်တည်နန်းနေအမှန်တရားတွေကိုသိရှိပြီးတဲ့နောက်မှာသရဝရေဟာအမှန်တရားကိုသိရှိပြီးတဲ့နောက်သရဝရေဟာစင်ကြယ်မှုကိုရပြီးတောကပရိဒီဝါရီဒုက္ခတော်မနတာတွေကလွန်မြောက်ပြီးနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားတယ်လို့ငါဟာ ဒီလိုပဲဟောတယ်တရဝါကိုမဆုံးလို့ဘူးအဲ့ဒီလိုတရားဝတ်ကလွတ်တယ်ဆိုတာရုပ်တည်နန်းဒီဒီချင်းစဉ်ကိုကျင့်လိုက်လို့ရှိရင်နိဗ္ဗာန်ကိုမြတ်မပြုတယ်လို့ဒီလိုပဲဟောတယ်လို့သစ္စာပြာပြောတယ်ကသူကမမေးပြန်တော့ဆိုအဲ့ဒါဆိုလို့ရှိရင်အရှင်ဘုရားဟောတဲ့လမ်းကြောင်းအတိုင်းလိုက်တဲ့လူ လောကသားတွေဟာဒီတန်တရာဟောကဘယ်နှယောက်ထွက်သွားပြီလဲနော်အရှင်ဘုရားနီလန်တိုင်းလူတွေကိုတန်တရာဟောကထွက်အောင်နီလန်ချပေးတယ်ဆိုရင်အဲ့ထဲကတတ္တလောကကြီးတစ်ခုထဲမှာသုံးပုံတစ်ပုံလောက်တန်တရာဟောကလွတ်သွားပြီလားသုံးပုံတစ်ဝက်လောက်လွတ်သွားပြီလားဆိုရင်မိကုံပြန်မေးတယ် အဲ့လိုမေးတဲ့အခါကျတော့ရသော်ဘုရားသူစကားမပြောတော့ပဲနဲ့ငြိမ်နေလိုက်တယ်။အဲ့ဒီအချိန်လေးမှာရှန်နန္ဒာကမြတ်စွာဘုရားနာရှိတယ်။ရှိတော့ရှန်နန္ဒာကဒီဥဒ္ဒိယဟာသူမေးလိုက်တာကိုမြတ်စွာဘုရားမဖြေနိုင်ဘူးလို့အမှတ်မှားသွားလိမ့်မယ်။တကယ်ကတော့မြတ်စွာဘုရားကခုနမေးကုန်မဲ့သူပြန်မေးနေလို့မဖြေတာ။နော်တရဝါနဲ့ပတ်သက်တယ်ပြန်မေးလို့မဖြေတာ။ အဲ့တော့မြတ်စွာဘုရားမှာလောကကြီးတစ်ခုလုံးကိုတရားဟောတဲ့အခါမှာဒီလောကရဲ့သုံးပုံတစ်ပုံကနိဗ္ဗာန်ရသွားပြီဒူဥယေသုံးပုံတစ်ပုံရော့သွားပြီသုံးပုံထဝက်ရော့သွားပြီသရဝါဒီအနေနဲ့နိဗ္ဗာန်ရသွားပြီလို့မြတ်စွာဘုရားဒီလိုဟောတာမျိုးမဟုတ်ဘူးတဲ့ငါဥပမာတစ်ခုပြောပြမယ်ဥပမာတစ်ခုပြောပြမယ် နေဆက်မှာတိတ်ထားတဲ့မြို့လုံညိုကြီးအတွက်တင်းကျပ်ထားတဲ့မြို့တစ်မြို့မှာတိုင်းကိုလည်းပဲခိုင်ခိုင်ကာထားတယ်ဝင်ပေါက်ထွက်ပေါက်ကိုလည်းတပေါက်သေးပဲထားတယ်ကျန်တဲ့အပေါက်တွေလုံးနေအောင်ပိတ်ထားတယ်နေဆက်ကရှမ်းသူတွေနဲ့နီးတဲ့နေရာမြို့အဲ့ဒီမှာအသိဉာဏ်ရှိတဲ့တကားမှုကအမြဲတမ်းပဲဝင်နေထွက်တဲ့လူတွေကိုကြည့် ဝင်နေထွက်တဲ့လူတွေချိတဲ့အခါကျတော့သူဟာတနေ့တနေ့လူပဲယောက်ထွက်သွားတယ်ပဲယောက်ဝင်နေဆိုတာသူကြည့်တာမဟုတ်ဘူးသူစဉ်းစားတာဘာလို့ဆိုလို့ရှိရင်လိုက်ပြီးတော့မြို့ကိုစစ်လိုက်တဲ့အခါမှာဘယ်နေရာမှအပေါက်မရှိဘူးဒီတပေါက်ဖြစ်ရှင်အဲ့လိုဒီတပေါက်ထဲရှိတာကိုသိတဲ့အခါကျတော့တဲ့သူကဘယ်လိုဆုံးဖြတ်တော့အေး ဒီမျိုးတဲ့ဝင်တဲ့လူတွေအားလုံးဟာဒီအပေါက်ကဝင်ဒီမျိုးကထွက်တဲ့လူတွေလည်းဒီတပေါက်ကပဲထွက်တယ်အဲ့ဒါလို့ဝင်တာလည်းဒီတပေါက်ပဲထွက်တာလည်းဒီတပေါက်ဆိုတာကို သူသိတယ်လို့ပဲတဲ့မြတ်စွာဘုရားကလည်းပဲတဏှာဟုတ်ကလွတ်တယ်ဆိုတာဒီလမ်းကြောင်းနဲ့ပဲလွတ်တယ်ဒီလမ်းကြောင်းကလွဲတခြားလမ်းကြောင်းမဟုတ်ဘူးလို့လူတိုင်းလူတိုင်းဟာနိဗ္ဗာန်တရား၅ပါးဖယ်ရှားခြင်းဘုဇင်ခုနှစ်ပါးကိုပွားများအားထုတ်ခြင်း တတိပဒံတရား၄ပါးပေါ်မှာစိတ်ကိုအခြေခံထားခြင်းဖြင့်ဘဂင်၈ပါးကိုပွားများပြီးမှတဏှာဝကလွတ်ကြတာလို့အာလုံးဟာတဏှာဝကလွတ်တမျှတယ်ဟာဒီလမ်းကြောင်းကသွားတယ်လို့မြတ်စွာဘုရားဒါပဲဒီဒါကိုပဲနှလုံးသွင်းတယ်တရဝါရီဘယ်လောက်ရှိတယ်ဒီဟုတ်လားတရဝါရီရဲ့ဥယေရဲ့တဝက်ဟာထွက်သွားပြီနောက်ထပ်တဝက်လောက်ကျန်သေးတယ်သုံးပုံသုံးပုံတစ်ပုံ ထွက်သွားပြီနှပုံတော့ကြမ်းသေးတယ်ဒီလိုဟာမျိုးပုံမှာမြတ်စွာဘုရားလုံးလာမပြူဘူးလို့ဒီလိုဝင်ပြီးတော့ရှန္ဒနာပြောလိုက်တယ်မေးမေးတာမဖြေတာဟာခုနကလည်းတရဝအကြောင်းမေးတယ်အခုလည်းတရဝအကြောင်းပဲထပ်မေးလို့မြတ်စွာဘုရားအနေနဲ့တရဝဆိုတာကိုလက်ခံတာမဟုတ်သည့်အတွက်ကြောင့်ဒီမေးခွန်းကိုမဖြေတာလို့ဆိုပြီးဥဒိယတုံမှာဒီလိုခေါ်ထားတာရှိတယ်ဒီယူဝါဒတွေနဲ့ပတ်သက်လာလို့ရှိရင် အင်တာမလေးနဲ့တဲ့အတွေ့အမြင်တွေပေါ့နော်အဲ့တော့သူ provide အနေနဲ့ဒီလိုနေရင်ကနေမြတ်စွာဘုရားနဲ့တွေ့တယ်နောက်ပိုင်းမှာဘုရားသာသနာကိုသူကြီးညိုလာမြတ်စွာဘုရားနဲ့တွေ့တရားဓမ္မနဲ့ပတ်သက်ပြီးတော့ကြီးညိုလာတဲ့အခါမှာသာသနာပေါင်းဝင်ပြီးတော့သူယဟန်ခံတယ်နော်သာသနာပေါင်းဝင်ပြီးတော့ယဟန်ခံယဟန်ခံတဲ့အခါမှာ သူဟာရဟန်းနေရဲ့တီလာကိုစင်ကြဲအောင် မကြိုးစားပဲနဲ့တီလာပြည့်စုံအောင်မကြိုးစားပဲနဲ့ကမ္မထတရားကိုပဲထိုင်တယ်ကိုကျက်တီလာကမပြည့်စုံဘူးအဲ့လိုဖြစ်တဲ့အခါကျတော့တီလာကိုအရင်တန်ရှင်းစင်ကြဲအောင်ကျင့်နှက်လောက်အောင်မလုပ်ဘဲနဲ့တရားထိုင်သည့်အတွက်ကြောင့်တရားလို့မရအားထုတ်တာ ဘာတရားမှမရဘူးဖြစ်တယ်။အဲ့တချို့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားစီကတရားယူပြီးတော့သူတို့တရားဓုတရားမြတ်ရတယ်ဆိုတာကိုဘုရားကလာလာလျှောက်တာကိုသူကသိရတယ်။သိတဲ့အခါကျတော့သူဟာတရားထုတ်ရတဲ့တည်းတရားဓုမရတာဘာကြောင့်လဲဆိုပြီးမြတ်စွာဘုရားစီဩဝါဒခံမယ်ဆိုတဲ့အနေထားနဲ့မြတ်စွာဘုရားကို ယဟန်ဖြစ်တဲ့အချင်းကပြီးတော့အရှင်ဘုရားတဲ့တပည့်တော်ကိုအချင်းချုပ်ကလေးတရားတစ်ပုဒ်ဟောပေးပါတဲ့ရှင်ဘုရားဟောတဲ့တရားအတိုင်တပည့်တော်ဟာသက်စွန်ကြိုးပါအထုပ်ပါမယ်ကြိုးစားပါမယ်လို့အဲ့လိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကသူ့အခြေအနေကိုကြည့်ပြီးတော့ กรรมฐานปีเนี่ยต้องดันอีกทุกชิ้น